ကျွန်တော်တို့တွေးမယ်ဆိုလို့ရှိရင်တော့မက်ဆီနေမှာဘာပေတော့နဲ့မဖြစ်ခဲ့တဲ့အိမ်မက်ကပေါ့ဒမ်ဘလီနဲ့မှဖြစ်လာမလားပေါ့တော်မယ်ဆိုလို့ရှိရင်တော့ဒီနှစ်ပေါ်လို့ရတယ်မှာဒီလိုလေးတွေကလည်းဖြစ်လာတော့ဒါဒီပိုင်းကတော့စိတ်ဝင်စားဖို့ကောင်းတယ်လို့ပြောချင်ပါတယ် ပရိသတ်များမင်္ဂလာပါကျွန်တော်ရဲ့ The Premier Sport ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်။ဒါဒီပိုင်းကတော့ Champion League ဘောလုံးပွဲဖြစ်ပြီးတော့ PSG နဲ့ Inter Milan ပွဲစံပါဘလိုမျိုးရလက်ထွက်လာမလဲစိတ်ဝင်စားဖို့ကောင်းပါတယ်။နှစ်သင်းလုံးအတွက်အရေးပါတဲ့ဘောလုံးပွဲလည်းဖြစ်ပါတယ်။ဒီပွဲစံကိုတော့ထုံးစံအတိုင်းကျွန်တော်နဲ့ကိုရဲနှုတ်ကျွန်တော်ညီကိုနှောက်ကခံမှန်းသုံးသပ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဗျာ။ကိုရဲနှုတ်ရေမင်္ဂလာပါ။မင်္ဂလာပါကိုကြီး။ဟုတ်ကဲ့ပါ PSG နဲ့ Inter Milan Super Sunday ရဲ့မနက်တနားရီပွဲပါ။အဲ့တော့စီစဉ်ရဲ့ထုံးစံလေးတိုင်းပဲစလိုက်ချင်ပါတယ်။ PSG ဘက်ကလည်းအမြင်လေးနဲ့စပေးပါအောင်။ PSG ကဒီအရီမှာ Champions League Super Flag နဲ့ထိုက်တန်နေဆိုတော့ခြေစမ်းကိုပြတာတယ်။ဟုတ်ကဲ့။ဒီနေ့ Champions League Flag ကိုရနိုင်ဖို့အတွက်အလားအလာအကောင်းဆုံးသင်နေဖြစ်တယ်ပေါ့နော်။ PSG ကအရင်လိုမျိုးတယောက်ချင်းခြုံထွက်နေတဲ့အားကိုတိတ်တော့အားမကိုတော့ဘူး။ဒါပေမဲ့တယောက်ချင်းအားကိုတုံးလာဆိုတော့တုံးတယ်။ဒါပေမဲ့အစ်တယောက်ချင်းအားကိုမှအသင်းနဲ့ကစားပွဲကလည်းပို့ပြီးတော့ကောင်းလာပြီးပို့ပြီးပြည့်စုံလာတာကိုကျွန်တော်မြင်ရတယ်ပေါ့နော်။ အတင်းတင်းအောင်မြင်နေတယ်ဆိုရင်တော့ work class ကစားသမားတွေကအတင်းလုံးနှီးပါရှိနေဖို့တော့လိုတယ်။ဒီအချိန်မှာလည်း work class ကစားသမားတွေရှိတယ်။ Hakimi တို့ဒီ Dambi Lee တို့ Fabian Rus တို့ဝင်ကစားသမားတွေရှိတယ်။ဒီကစားသမားတွေကိုမှဝင်ရပြင်ကြတဲ့ကစားသမားကျတော့ပထမတန်းကကစားသမားတွေဖြစ်နေရပေါ့နော်။နောက်တစ်ခုကကျတော့ဒီနီးပြ Louis Andre ပေါ့။ Louis Andre ကကျတော့ဘယ်လိုပြောရမလဲဒီနီးပြသွားတော့ရှုပ်လို့တော့မရဘူး။ကစားသမားတွေထဲမှာဆို work class ဆိုတဲ့ကစားသမားရှိရဆိုနီးပြထဲမှာဆိုဒီနီးပြက work class နီးပြလို့ကျွန်တော်ပြောလို့ရတယ်။ဒီနီးပြရဲ့ပုံစံကဘယ်လိုပြောရလဲဆိုတော့တက်ဆက်ကိုအာတန်တယ် ဘောလုံးကင်ထားပြီးတော့ပြန်ဘက်ကိုလွှမ်းမိုးခြင်းနဲ့ဆိုတဲ့ပုံစံမျိုးပေါ့နော်ဒါကတော့စပိန်နီးပါတော်တော်များများရဲ့ပုံစံလိုတော့ကျွန်တော်ပြောရပါမယ်ဟုတ်ပါဘူးဒါပေမဲ့တခုရှိတာကဒီနီးပြကပြန်ဘက်အခြေအနေပေါ်မူတည်ပြီးတော့အသင်းရဲ့ကစားပုံကို adjustment ထုတ်နိုင်ရောရှိရပေါ့နော်အချို့ဝဲတွေမှာဆိုသူဘောလုံးတိတ်မကင်ပြင်မဲ့နေဒီပြိုင်ဘက်ကိုလွှမ်းမိုးပြီးအနိုင်ယူရတဲ့ပွဲတွေလည်းရှိခဲ့တယ်ဗောနော်နောက်တစ်ခုကကျတော့ဒီနီးပြကစားမစီကတောင်းဆိုမှုအရင်များတယ်ဟုတ်ကဲ့ဒီကစားမတစ်ယောက်ကတက်ချက်မှာအရင်ကောင်းတယ် individual အရင်ထုတ်ရတယ်ဒါပေမဲ့အသင်းကလိုအပ်လာရင်ခံစစ်ကိုကူပေးနိုင်ဆိုရှိရတယ်ဒါမျိုးကသူကလိုအပ်တယ်ဗောနော် ဥပမာနဲ့ပြောရရင်ဒီ Kapraski လာပေါ့နော်ဒီစားမတက်ဆက်မှာအရန်ကောင်းတယ် PSG ရဲ့တက်ဆက်တိုင်းအတွက် PSG ရဲ့တံပြတ်တက်ဆက်တိုင်းဒီကလာသမားကအရေးပါတယ်ဒါပေမဲ့လည်းအာဆင်နယ်ရဲ့ဒုတိယကျောက်ပွဲစဉ်မှာဆာကာကို Kapraski လာကနီရိုမန်ဒက်စ်နဲ့တူးပြီးွားမှာတော့အဲ့လိုမျိုး defending ပြန်ပြီးဆင်းပြီးတော့ကူဝေးရဲ့ထိပြီးတော့အဲ့လိုမျိုးလှုပ်လှုပ်တာမျိုးသူကလိုချင်တယ်ဒါမှတယောက်ကကွင်းထဲကိုထည့်ထားလိုက်ပြီဆိုရင်သူ့အတွက်တခုခုပေါ့နော်တက်စီပဲပြပြကန်စီပဲပြပြအလောက်တခုခုတော့လုတ်ပေးနေရမှာဆိုတော့ဒီ discipline ကိုသူကပို့ပြီးတော့ကြိုက်တယ်ပေါ့နော် တော်များကပီအက်ဂျီတင်းကလုံအောင်ဖလိုရစ်ဖြစ်ပြီးတော့လွလလက်ကစားကြတယ်လို့မြင်ကြတယ်။ဒါပေမဲ့ဒီအဲ့လိုလွလလက်ကစားတဲ့အခါမှာစီးညက်ကန်းနဲ့လွလလက်ကစားတယ်လို့တော့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်။ဟုတ်ပါတယ်။နောက်တစ်ခုကကြတော့ဒီနီးပြကဘာစီလိုနာကိုနောက်ဆုံးချိန်မှာယူပေးထားတဲ့နီးပြဟုတ်ပါတယ်။ MSN ဖြစ်ပေါ့နော်။အဲဒီကတော့အခုကတော့ဒီပီအက်ဂျီတင်းကိုကင်တယ်။ပီအက်ဂျီအတင်းကိုကင်နေတဲ့အချိန်မှာဒီနီးပြကောင်းလားမကောင်းလားဘယ်လိုသိနိုင်လဲဆိုတော့ပြင်းပြင်းပလာရောကြည့်လို့မရဟုတ်ပါဘူးပြက်ချီတင်းဥရောပမှာဘာတွေလုံးပြနေလဲဆိုတာကိုကြည့်ရင်တော့သိနိုင်တယ်ပေါ့နော်ပြီးရင်းကဆိုတော့သူ semi final ရောက်တယ် ဒီနေ့ဆိုရင်တို့ final ရောက်တယ်ပေါ့နော်ဒါဒီနည်းပြဘယ်လောက်ကောင်းလဲဆိုတော့တို့ပြောလို့ရတယ်ပေါ့နော် PSG ကကြတော့ဒီဘောလုံးကင်ပြီးကစားတဲ့အချိန်ဒီမှာဆိုရင်အရန်ကိုကြစ်လစ်ပြီးတော့ကြောက်ဖို့ကောင်းတယ်ဒါပေမဲ့တို့ဘောလုံးဆုံးရှုံးတဲ့အခါမှာဘောလုံးပြန်ရအောင်လုပ်တဲ့အပိုင်းတွေဆိုတော့နည်းလေးအနေရတော့များတယ်ပေါ့နော် PSG ရဲ့ကွန်းလယ်မှာရှိနေတဲ့ဒီ Vidin ဟာတို့ဒီကြောက်ကြောက်နီးဗတ်ဆိုပြီးကစားသမားတွေကဘယ်လိုပြောရလဲတစ်ဖက်ကလောက physical ကောင်းကောင်းနဲ့ဘောလုံးတည်သွားနိုင်တဲ့ကစားသမားတွေတွေ့တဲ့အခါမျိုးကြတယ်နည်းရုံးကန်ရတယ်ပေါ့နော်ဟုတ်ပါတယ်ခုကပြောရင် Rice လိုကစားသမားမျိုးဆိုတော့တို့ရုံးကန်ရတယ် ောက်ကိုကျတော့ကွင်းလယ်နဲ့ဒီနောက်တန်းကြားမှာနေရာလွတ်တွေရှိတယ်။အဲ့နေရာလွတ်တွေကအင်နာမီလန်ဘက်ကတိုက်ဆက်မှုတွေကောင်းကောင်းကြီးအလုပ်လုပ်လို့ရတဲ့နေရာလွတ်တွေနဲ့ဖြစ်နေတယ်ပေါ့နော်။ဒါမျိုးလေးတွေတော့ပြည်ကြီးတင်းနေတဲ့သတိထားရမယ်။ Okay ။အခုကကျတော့ဘယ်လိုမျိုးလဲဆိုတော့အင်နာမီလန်ခံစစ်ကိုတော့ပြည်ကြီးတင်းကကြော်ဖြတ်နိုင်စွမ်းတော့ရှိတယ်။ဒါတော့ပြည်ကြီးရဲ့တိုက်ဆက်မှုတွေကရေကောကောင်းကြတဲ့တိုက်ဆက်မှုတွေလည်းဖြစ်တယ်ပေါ့နော်။ဒါပေမဲ့အဲ့ဒီအနိုင်ရလက်ကိုထိန်းထားနိုင်မှာမလားပေါ့။ဒါလေးတွေတော့ကျွန်တော်စိတ်ဝင်စားဖို့တော့ကောင်းပါတယ်။နောက်တစ်ခုကျတော့ချန်ပီယံလိရဲ့အစင်နာတွေပေါ့။ချန်ပီယံလိမှာအီတလီတင်းနဲ့ပြင်သစ်တင်းက ဘောလုံးပွဲမှာတွေ့ဆုံတာဒါဒုတိယအကြိမ်ပဲโอเคပထမအကြိမ်ကတော့ဒီ1990ခုနှစ်ကပေါ့နော်အဲဒီတော့ကတော့ဒီ AC Milan ကဒီမာဆေးကိုရှုံးတာပေါ့နော်အဲ့လိုမျိုးတော့ရှိတယ်မြူးနင်းမြို့မှာချန်ပီယံလိဘောလုံးပွဲကဒါ9ကြိမ်မှလုပ်တဲ့ချန်ပီယံလိဘောလုံးပွဲအရင်၄ကြိမ်မှဆိုတော့ချန်ပီယံဖြစ်ခဲ့တဲ့အသင်းတွေကအသင်းတွေအသင်းတွေပထမဆုံးချန်ပီယံလိဘောလုံးရခဲ့အသင်းတွေလည်းဖြစ်နေရပေါ့နော်နောက်တစ်ခုဘာလဲဆိုတော့ဒီနှစ်မှာကအသင်းတော်များများကဈေးဥပပေါ့ဖလားရတဲ့စင်လာမျိုးတွေရှိနေတော့ ပြည့်ကြီးဘက်မှာကျတော့ဘယ်လိုပြောမလဲအစင်လာပိုင်းရပဲជីជីခြေစွမ်းပိုင်းရပဲជីជីရေးပြောင်ဟန်ရជីជីကစားသမားအရေးလေးပိုင်းရជីជីပေါ့နော်လုံးဝပြည့်ပြည့်စုံနေနှစ်တစ်နှစ်ဖြစ်နေတာတော့ညင်းလို့မရပါဘူးဟုတ်ကဲ့ပါ PSC ကတော့သူတို့အလိုအချင်ဆုံးချန်ပီယံလေးစုနေပေါ့နော်ဒါအနည်းဆုံးဆုံးပါနောက်တစ်ချိန်ကျတော့လည်းကျွန်တော်တို့ပြောလို့ရတယ်ပြောလို့ဆိုလို့ရှင်တော့ဆရာကြီးရင်းနဲ့မဖြစ်ခဲ့တဲ့အရာကလက်ရှိအစုဖွဲ့ထဲမှာဖြစ်မလားပေါ့နော်ကျွန်တော်ဒီဘိုင်းလေးရရှိပါတယ်အရင်က PSC အသင်းနဲ့ရှင်ပြီးတော့လက်ရှိ PSC ကိုသိပ်ပြီးတော့အထင်မကြီးကြဘူးပေါ့ဒါကဖြစ်နေကြပါဒါပေမဲ့ပြောမယ်ဆိုလို့ရှင်တော့လက်ရှိ PSG အစုအဖွဲ့ကပိုကောင်းတယ်လို့မြင်တယ်လက်ရှိ PSG အသင်းကပိုကောင်းတယ်လို့မြင်တယ်ပေါ့နော်ကျွန်တော်ရဲ့အမြင်ပေါ့အဲ့တော့ပြောမယ်ဆိုလို့ရှင်တော့အရင်က PSG အသင်းနဲ့ရှင်ပြီးတော့လက်ရှိအသင်းကတိတ်မဟုတ်ပါဘူးဆိုတဲ့အမြင်တွေကအမှားတွေလို့ကျွန်တော်ကတော့ပြောချင်ပါတယ်ဟုတ်ပါဘူးပြောမယ်ဆိုလို့ရှင်လက်ရှိ PSG ကနေရာလိုက်တော်တော်အဆင်ပြေတယ်အရင်တော့အသင်းဆိုလို့ရှင်ကချွတ်ထွက်နေရသလောက်ပဲရှိတာနေရာလိုက်မှာထင်တယ်လို့မဟုတ်ဘူးခုကကျတော့နေရာလိုက်ကိုကောင်းနေတာကျွန်တော်ကတော့ပို့ပြီးကောင်းတဲ့အသင်းလို့ထင်တယ်လိုအပ်ချက်ဆိုလို့ရှင်တော့အထောင်တိုက်စလေးပဲအထောင်တိုက်စလေးပဲလိုတာဒါပေမဲ့ကာဗာစကယ်လီယာရဲ့ဒမ်ဘီလီရဲ့ဘာကိုလာရဲ့သူတို့ကဒီအားနဲ့ချက်ကိုဖြည့်ပေးထားတော့ မသိတာဘူးကိုယ်လည်းပါဆိုလို့ရှိရင် Nevan ရှိမယ် Biden ဟာရှိမယ် Ruth ရှိမယ်သူတို့ကလည်းဒီပေါ်ကျွန်တော်တို့ပွဲကို Lion ကြီးတွေဖြစ်အောင်ပေါ့ဘယ်လိုကစားရမလဲဆိုတော့ကောင်းကောင်းကြီးသိရတဲ့လူတွေဖြစ်တယ်နောက်တန်းမှာဆိုရင် Hakimi Mendes အစွန်တစ်ဖက် ကျွန်တော်တိုက်ဆက်ခံစစ်အကုံကောင်းတယ်ပြီးတော့မာကွင်ဟိုပါချိုဒိုနာရမာပေါ့433ကစားကွက်ပေါ့ဒီလူစင်းကချန်ပီယံလိမရနိုင်စရာဘာအကြောင်းမှမရှိဘူးကျွန်တော်ဒီလိုမြင်နေနောက်တစ်ခါကျတော့အသင်းကောင်းဆောင်မာကွင်ဟိုပေါ့နော်ဒါမာကွင်ဟိုအနေနဲ့လေ PSG မှာကစားတော်တော်ကြာပြီစူပလာရရရဆိုပေမဲ့ဒါဥရောပစူပလာနဲ့တော့ဝင်းနေတော့မယ်သူ့အနေနဲ့လေအသင်းကောင်းကောင်းဆောင်ဥဆောင်မှုပေးနေတဲ့အချိန်မှာတော့ကျွန်တော်ပြောချင်တယ်ဒါချန်ပီယံလိစူပလာကမာကွင်ဟိုနဲ့လည်းထိုက်တန်တယ်မာကွင်ဟိုကင်မြှောက်အောင်အချိန်တစ်ခုလေရောက်တင်နေပြီလို့ကျွန်တော်ကတော့မြင်တယ်ဒီတော့ကျွန်တော်တို့ကပြင်သစ်လိကိုကြည့်လိုက်မယ်ဆိုတော့ရှင်ချန်ပီယံလိရဖို့တဲ့အသင်းဆိုတော့ကျွန်တော်တို့ကမာဆေးအသင်း င်းပဲရှိတယ်ဒါကသူတို့ league ကိုခုံငယ်စေတယ်ဗျာဒီလိုရတယ်ရှိတယ်နောက်တစ်ခုက D Champion League က PSG Champion ဖြစ်ရင်ပရမောဆုံးဆုဖလာလည်းဖြစ်မယ်ဒီအရာကြောင့် PSG ကဒီဘက်မှာပို့ပြီးတော့စ조사လာမယ်ဒီကကျွန်တော်ပြောချင်တယ်နောက်တစ်ခုကကျတော့ PSG ရဲ့ဖလာသုံးလုံးလမ်းကြောင်းပေါ့လေဖလာသုံးလုံးလမ်းကြောင်းအောင်မြင်မှုကလည်း PSG အတွက်ပရမောဆုံးဖြစ်တယ်ဒီ Champion League ဒါရိုက်ခဲ့ရင်ဖလာသုံးလုံးရမယ်ဒါကဖလာသုံးလုံး Champion အသင်းဆိုတဲ့စီးရဲမှာသူတို့အသင်းပါသွားမယ်ဒီချက်တွေရှိတယ်ပြီးတော့နောက်တစ်ခုကကျတော့ Liverpool Lewis Andre တကယ်ကိုကောင်းတဲ့ Liverpool ပဲကိုရဲနှုံပြောရတယ်ခွာရီယိုလာနောက်ပိုင်းပေါ့ဘသူညီးတဲ့အသင်းနှစ်သင်းနဲ့ဒါဆိုဖလာသုံး းလုံးရတယ်ဆိုတော့နီးပြမှတ်တမ်းသူ့မှာလည်းပိုင်ဆိုင်မှုရှိတယ်။အဲ့တော့ PSG အတွက်လိုအပ်နေတာက9ဝက်တပွဲပဲ။ဒီ9ဝက်တပွဲရောက်ပါလို့ရှိရင် PSG နောက်ကိုလိုက်လာမယ်။စံချိန်မှတ်တမ်းကောင်းရဆိုအများကြီးရှိတဲ့အခါမှာတော့ဒီပိုင်းကစိတ်ဝင်စားဖို့ကောင်းတယ်။ကျွန်တော်တို့တွေးမယ်ဆိုလို့ရှိရင်တော့ Messi, Neymar ဘာပေတို့နဲ့မဖြစ်ခဲ့တဲ့အိမ်မက်ကပေါ့ဒမ်ဘလီနဲ့မှဖြစ်လာမလားပေါ့ပြောမယ်ဆိုလို့ရှိရင်တော့ဒီနှစ်ပေါ်လုံးရာသီမှာဒီလိုလေးတွေကလည်းဖြစ်လာတော့ဒါဒီပိုင်းကတော့စိတ်ဝင်စားဖို့ကောင်းတယ်လို့ပြောချင်ပါတယ်ကဲဒါဆိုလို့ရှိရင်တော့ကျွန်တော်အင်တာမီလန်ပလေးသွားစင်လည်းပြပြပေးပါဦးအီတလီမှာကျွန်တော်သဘောကျတဲ့အသင်းကတော့အင်တာမီလန်ပဲဟုတ်ကဲ့ချန်ပီယံလိပြိုင်ပွဲတိုင်းမှာဆိုရင်အင်တာမီလန်ကိုကျွန်တော်က second favorite မှာအမြင်ထားရှိတယ်အဓိကတော့အင်တာမီလန်ရဲ့ကစားပုံနဲ့ကစားသမားတွေကြားက quality ကအစင်းနောက်တစ်ခုမှရှိရလို့ကျွန်တော်ခံစားရတယ်ပေါ့နော်ဟုတ်ကဲ့ပြီးတော့ဒီအသင်းကလည်းအထိုင်ကျပြီးတော့အသင်းသတင်းလို့ပြောလို့ရတယ် သူတို့မှာသူတို့ကစားပုံသူတို့ရဲ့ဟန်ပန်သူတို့မှာရှိပြီးသားဘယ်သင်းကိုလာလာပေါ့နော်ဂုံတင်းကဘိုင်းရတယ်သူတို့ရှင်ကန်လို့ရတယ်ကစားပုံရတယ်ရှင်ကန်လို့ရတယ်ဆိုတဲ့နေသားမျိုးကိုအင်တာမီလန်စီမှာမြင်ရတယ်ပေါ့နော်အင်တာမီလန်အခုလိုမျိုးကောင်းနေတဲ့အချက်တွေတည်းမှာနီးပြအင်ဇာဂီကိုတော့ကျွန်တော်မဖြစ်မနေအတိမဲ့ပြောရမယ်သူသွားနေတဲ့ကစားကောနဲ့အင်တာမီလန်လက်ရှိလူစင်းတွေကလုံးဝကိုလိုက်ဖက်နေနေတာကိုလည်းကျွန်တော်မြင်ရတယ်ပေါ့နော်နောက်တစ်ခုကကျတော့အင်တာမီလန်ကအသင်းကြီးတွေအတွက်ကြည့်မယ်ဆိုရင်ဒါကစားအခက်တဲ့အသင်းပဲ အင်းအမေလှုပ်တဲ့အကွက်တွေကတော့ရိုးလေတန်းတော့တည်တယ်ဒါပေမဲ့ရိုးလေးကိုပဲအတင်းကြီးရမသားစီနိုင်တယ်ဆိုတော့ပုံစံမျိုးကျွန်တော်မြင်ရတယ်ပေါ့နော်ဒီတောင်ပံတွေရတယ်တွားမယ်ဖြတ်တင်မောတင်မယ်ဒီလိုပုံစံကိုတို့ကလှုပ်လို့ရှိတယ်ဒါပေမဲ့အဲ့ဒါကိုမသားစီနိုင်ဘူးဘာဖြစ်လို့လဲဆိုတော့တို့ဘောလုံးရဖို့အတွက်စူးစမ်းတဲ့အခါမှာဘောလုံးဘယ်လိုရတယ်ပေါ့ဘောလုံးရပြီခေါင်ဘယ်ကိုပေးလဲဆိုတဲ့ဒီတွားတဲ့လမ်းကြောင်းတွေ market တူရန်တို့မာတင်းရတို့ဘောလုံးထိမ်းပြီးတော့ပြန်ထိုးပေးရဲ့လမ်းကြောင်းတွေရဲ့ဆိုတော့ခမန်းရခတ်တယ်ခတ်တယ်ဟုတ်ပါဘူးအခုဆိုတော့အဲ့ဒီတောင်ပံရလာပြီဆိုတော့အဲ့တောင်ပံကဖြတ်တင်မောတင်ပါလား အလဲဘက်ချိုးပေးမှာလားချိုးပေးမှာလားအဲ့လိုလုပ်ဖို့အတွက်ဘေးနားမှာလည်း overlapping တွေကလည်းပါနေရောဖူးဘက်တွေကလုံးဝဗျာများတယ်ဗောနော်ပြီးတော့သူတို့ပေးလိုက်တဲ့ဖြတ်တင်ပေါ်တွေဗောနော်လုံးဝတိကျတယ်လို့ကျွန်တော်ပြောလို့ရတယ်လုံးဝသူပေးနေတဲ့လွတ်တဲ့နေရာကိုဆိုရအောင်ပေးနိုင်ဆိုရှိအောင်လည်းကျွန်တော်မြင်ရတယ်ဗောနော်ဒါကြောင့်မို့လို့ Inter Milan ကအတင်းကြီးတော်တော်များများပါကစားခတ်တယ်လို့တော့မြင်နေဗောနော်ဒီနောက်တစ်ခုကကျတော့ဒီအတင်းကဒီနေ့ Champion League မှာအတင်းကြီးတော်တော်များများနေကစားပြူရပြီဟုတ်ပါတယ် Man City နဲ့လည်းကစားရတယ် Arsenal ဒီ Bayern Munich Barcelona အတင်းကြီးတွေအကုန်လုံးကို ပြောမှာအိပွဲရင်မှာသူတို့လိုချင်တဲ့ရလို့ဆိုရအောင်ယူထားတယ်ပြီးတော့မြင်လို့ပြောလို့ရတယ်ပေါ့နော်ဟုတ်ပါတယ်အိပွဲရင်မှာအင်တာမီလန်ကပွဲရင်တပွဲမှာအင်တာမီလန်ကခံစစ်အထိုင်ကစားရပြီဆိုရင်အိပွဲရင်အင်တာမီလန်နိုင်ဖို့တော့ပို့ပြီးတော့များတယ်ဆိုတဲ့အခြေအနေပြီးတော့ကျွန်တော်တွေ့ရတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့ဘယ်ကြောင့်မှကျွန်တော်ဥပမာပြလိုက်ဒီဘတ်စတိုနေရှိမယ်ဒီမာကိုရှိမယ်ဒါပကီတာရရှိမယ်ဒီကစားမ၃ယောက်ကြားကကမဆွေနဲ့နေရာယူဖို့ပြီးတော့လောကန်းလုံးနေရာအရန်ကောင်းလုံးနေအခုတစ်ပြည့်မကီတာရန်ပေါ့နော်မကီတာရန်ကသူ့အသက်ရည်နဲ့မလိုက်ဘူး လိုက်ပြီးတော့အသက်ဆင်းလိုက်ပြီးတော့စကစားလိုက်ဖြစ်ပြီးရေပေါ့နော်ဘာစီလိုနဲ့ပွဲမှာဆိုရင်လည်းဒါကိုကျွန်တော်ကောင်းကောင်းကြီးကိုမြင်ရတယ်လမိုင်းရမယ်ဖြစ်နေလို့တာဒီ၃ယောက်ကြားထဲကနေရအောင်ထွက်သွားနိုင်တယ်လို့အချင်းမျိုးကိုကျွန်တော်မြင်ရတာပေါ့နော်စကစားမှဆိုရင်လုံးဝအဲ့ဒါလုံးဝ block ဖြစ်သွားတယ်မလွယ်ဘူးပေါ့နော်ဘိုင်မိုးလေးတော့ရှိတယ်အင်နာမီနာဒီပွဲမှာဆိုတော့တို့ကကွန်းလေလုံးဝပိတ်ဆို့ပြီးတော့တို့ကစားနေကြပုံစံတိုင်းပဲမစ်ဘလော့ကိုတီးပြီးတော့ကစားနိုင်တယ်အင်နာမီနာကမစ်ဘလော့ကလည်းတကယ်ကိုကောင်းတယ်တောင်မန်တွေကိုလွှတ်ထားပေးမယ်ဒီကတော့ PSG ကိုသူအားနေတဲ့ cross တွေပေါ့နော်ခေါင်းတိုက်ဘောရင်းနဲ့ပဲသူတို့ ရအောင်အဲ့လိုပုံစံမျိုးဖြစ်အောင်တော့မောင်းသွင်းနိုင်တယ်တော့အချိန်မျိုးတော့ရှိတယ်ပြည့်ရည်ပတ်မှာလည်းဒါတို့တော့ပြင်ဆင်လာမယ်လို့ကျွန်တော်ထင်တယ်။ Okay ။အဓိကတော့ဒီ internet နဲ့ခက်စ်၃ယောက်ကိုနေရာလေးရွေ့အောင်နေရာလွတ်တွေပေါ်အောင်ပေါ့နော်ဒီ cover skill လာတို့ dummy တွေကလုံးမယ်ပေါ့အဲ့လိုပုံစံမျိုးတော့ကျွန်တော်မြင်တယ်ပေါ့ internet နဲ့ဒါတို့တော့တည်ထားဖို့တော့လိုပါတယ်။ internet ဒီနဲ့ champion league မှာကြော်ဖြတ်ခဲ့တဲ့ခရီးလမ်းတွေကြော်ဖြတ်ခဲ့တဲ့အသင်းတွေအနေထားကိုကြည့်မယ်။တို့စူးစမ်းအားထုတ်မှုတွေကိုကျွန်တော်ကြည့်လိုက်တဲ့အခါမှာဒီနှစ် champion league ဘလားက တို့နယ်ကိုဘာလို့မထိုက်တန်ရမှာလဲလို့ကျွန်တော်ကတော့မေးချင်ပါတယ်။ဟုတ်ကဲ့ပါကျွန်တော်တို့ပေါ့နော်ဒါ Inter Milan အသင်းကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒါပေါ့နော်ကျွန်တော် Champions Super League 3လုံးလမ်းကြောင်းပေါ်မှာရှိပြီမယ်။တဖြည်းဖြည်းနဲ့တခုချင်းစီလက်လွတ်ခဲ့ရတယ်။ဒီလိုမျိုးလက်လွတ်လိုက်ရတဲ့အချိန်တုန်းကဆိုရင် Serie A မှာ2ပွဲဆက်ရှုံးတယ်။ပြိုင်ပွဲဆိုမှာဆိုရင်3ပွဲဆက်ရှုံးတယ်။ဒီလိုအချိန်ဒီမှာတို့လက်လွတ်လိုက်ရတယ်။ရှုံးတဲ့ပြိုင်ပွဲတွေက Bologna, AC Milan, Roma ဆိုတော့အသင်းကောင်းတွေကိုတို့ရှုံးသွားတဲ့ကာလတစ်ခုလို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်။အဲဒီနောက်ပိုင်းမှာတော့ရလက်ကတက်လာတယ်။ကောက်ပါတယ်ဆိုတဲ့ Barcelona Champion ဖြစ်ဖို့ရေပန်းစားတဲ့ Barcelona ကိုနောက်ကောက်ချနိုင်ခဲ့တယ်။တကယ်ကို ောင်းပါတယ်ပြိုင်ပွဲဆုံး6ပွဲဆက်ရှုံးပွဲမရှိကစားထားတယ်ဒီအချိန်လေးကတော့ကျွန်တော်ကောင်းတယ်ပေါ့နော်ဒါပေမဲ့ Inter Milan ကိုကျွန်တော်ကကောင်းတယ်အချိန်လေးလိုက်အဆင်ပြေတယ်လို့ကစားတတ်တဲ့အသင်းဆိုပေမဲ့အထိုင်တစ်ခုလည်းရှိတယ်ပေါ့ဒီလိုຢာရီရှိမယ်ကျွန်တော်မြင်တာကတခါတလေမှ Inter Milan နည်းနည်းမြန်ပြင်းစရာကောင်းသလားပေါ့ဘယ်လိုမျိုးလဲဆိုတော့ Inter Milan လုံးပါအောင်ကျွန်တော်ကသိနေတာမျိုးပါဗျာဒါပေမဲ့ဒါကိုလည်းတားဆီးနိုင်မှုကတော့ခက်ပါတယ်ဒါ Inter Milan မှာ Martinez အဓိက Martinez ကောင်းတယ် Dan Fry နဲ့ဒီမာကိုရိုရဲ့ကျွန်တော်တိုက်ဆက်လိုက်ပါဟုကောင်းတယ်ပေါ့ဒါပေမဲ့ဒီကစားသမားတွေရဲ့လမ်းကြောင်းကိုသာ PSG ကပိတ်နိုင်လိုက်မယ်ဆိုလို့ရှိရင် Barilla တယောက်တည်းနဲ့အဖြေရှာပေးရမယ်ပုံစံမျိုးဖြစ်သွားတယ်ဒါပေမဲ့ Barilla ရဲ့အားကလည်း PSG ကွန်းတွေကလည်းထိန်းချုပ်ဖို့ခက်ခဲတဲ့ကစားသမားတိုက်ထဲမှာပါတယ်ဒီလိုပုံစံမျိုးရှိတယ်ကျွန်တော်ပြောချင်တဲ့သဘောကဗျာဒီပေါ့ Barcelona ကိုယဉ်ဆိုင်သလိုမျိုးပေါ့ PSG ကိုပေါ့ Inter Milan ယဉ်ဆိုင်မှားသွားနိုင်တယ်လို့ကျွန်တော်ကပြောချင်တာမျိုးဖြစ်တယ်ဘယ်လိုပြောလဲဆိုတော့ Barcelona နဲ့ Inter Milan မှာသူကအောက်ကကစားသဘောဝကြတယ်ဒါပေမဲ့ PSG ကိုသူကအပေါ်ကကစားရမယ်ဒီလိုအခြေအနေရှိတယ်ဘယ်လို မျိုးလဲဆိုတော့ PSG ရဲ့တောင်ပန်တိုက်စစ်တွေကိုကြောက်တယ်ဆိုပြီးတော့အောက်ကသွားကစားလို့ရှိရင် PSG ကသူ့ရဲ့ကျွန်တော်တို့ဘောနော် Mandas တို့ Hakimi တို့ကျွန်တော်ပြောမှဆိုလို့ရှိရင် Beating Haro Roof တို့ပေါ့ Nivas တို့ပေါ့ပြောမှဆိုလို့ရှိရင်ဒီပေါ့တောင်ပန် နှစ်ထပ်ပိတ်လိုက်မယ်ပေါ့နှစ်ထပ်ပိတ်လိုက်မယ်ဆိုလို့ရှိရင် PSG ကဒီလိုမျိုးပြင်ဆင်လာလို့ရှိရင် Inter Milan ဘာလို့လို့လုံးဝမသိဘူးဆိုတာဖြစ်သွားလိမ့်မယ်အဲ့တော့ဒီလိုမျိုးဆိုလို့ရှိရင်ကိုယ်ကမှ Broiler တယောက်တည်းပေါ့ဗျာပြောမယ်ဆိုလို့ရှိရင်ဘာလို့လို့ပါကန်ရမယ်မသိသူတယောက်တည်းစ조사မယ်ဆိုတော့ပုံစံမျိုးတွေဖြစ်သွားနိုင်တယ်ကျွန်တော်ဒီအရာလေးကိုပြောချင်တယ်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်တော့ Inter Milan ဒီဘက်မှာရလက်ကောင်းချင်ရင်တော့ကျွန်တော်အမြင်က PSG ကိုပေါ့အောက်သင်းမကစားနဲ့အပေါ်သင်းလိုကစားမယ်ကစားခွက်အသာစီ play ဘိုင်းအသာစီကစားမယ်ဆိုလို့ချင်တာ Inter Milan ရဲ့အချိန်ဝါ Inter Milan လောက်လာခဲ့တယ် Inter Milan ရဲ့လူစင် Inter Milan ရဲ့ကစားသမားအတွေ့အကြုံနဲ့ PSG ကိုအသာစီကစားလို့ရတယ် ်ဒီလိုအသာစီးတာကစားလိုက်မယ်ဆိုလို့ရှိရင်အပေါ်သေးဆန်ဆန်ကစားလိုက်မယ်ဆိုလို့ရှိရင်ဒီဆူဖလာကကျွန်တော်ပြောချင်တာကတော့ intermediate ဖြစ်နိုင်တယ်ကျွန်တော်ပြောချင်တာကဒီပွဲမှာအရေးကြီးဆုံးအဖြေကတော့ intermediate ပွဲကိုဘယ်လိုချင်းကပ်လာမလဲဘယ်လိုလုံလာမလဲဆိုတာကသာအရေးကြီးတဲ့အဖြေလို့ကျွန်တော်ကတော့ပြောချင်ပါတယ်ကဲဒါဆိုလို့ရှိရင်တော့ PSG နဲ့ Inter ရဲ့ဂိုးရလက်ခံမှန်းချက်လေးသွားချင်တယ်ပြပြပေးပါဦး Champion League ဘောလုံးပွဲတွေကိုကျွန်တော်ဒီ ချိန်ကိုပနယ်တီတွေမကြည့်ရတာတော်လေးတော့ကြာပြီနော်ဟုတ်ပါရဲ့ရီယန်နဲ့အတလတီကိုမက်ဒရစ်ကိုပွဲပြီးတဲ့မကြည့်ရတာပွဲအဲ့နောက်ပိုင်းပွဲဆိုတော့များများမိနစ်90နဲ့ပွဲကပြီးသွားတာပေါ့နော်ဟုတ်ပါရဲ့ဒီအရာတွေတော့ကျွန်တော်တို့အဲ့လိုပြန်ကြည့်ရမယ်လို့ကျွန်တော်တို့ခံစားရတယ်ဟုတ်ကဲ့ကျွန်တော်ခံစားချက်ရတော့ဒီအင်တာမီလန်ကဒီဘာစီလိုနာတို့ဘိုင်ယန်မြူးနစ်တို့အဲ့လိုအသင်းကောင်းနေနေမာကျိုးတဲ့အသင်းနေနေခက်ခက်ခဲခဲကြော်ဖြတ်လာရတယ်ပေါ့နော်အဲ့ဒီအသင်းတွေကိုကြော်ရတယ်တကယ်တော့မလွယ်ပါဘူးတစ်ဖက်မှာကြည့်ပြန်တော့လေ PSG လည်းမလွယ်ခဲ့ပါဘူးပေါ့နော်ဒါပေမဲ့အင်တာမီလန်ကတော့ပိုပြီးတော့ခက်ခဲတယ်လို့ကျွန်တော်ကတော့ခံစားရတယ် အဲဒီပွဲစဉ်မှာကျွန်တော် Inter Milan ကိုနည်းနည်းလေးပို့ပြီးတော့ပို့ပြီးသဘောကျတယ်ပေါ့နော် Barcelona နဲ့တွေ့တဲ့အချိန်မှာလည်းကျွန်တော် Inter Milan ကိုရွေးချယ်ခဲ့တယ်ဒါပေမဲ့ဆိုရင်ပြင်ဖလားမှာတော့ကျွန်တော် Barcelona ကိုရွေးချယ်ခဲ့တာပေါ့နော်ဟုတ်ကဲ့ကြောင်ဒီပွဲစဉ်မှာတော့ Inter Milan ကဒီ Champions League Super League ကိုကင်မြောက်သွားနိုင်တယ်လို့တော့ကျွန်တော်မြင်ပါတယ်။ပုံမှန်ဝယ်စားချိန်မှာတော့တစ်ဖက်တစ်ဖက်စီတည်ကြမယ်။အချိန်ပေါ်ပယ်နယ်တီဆက်သွားပြီးတော့ Inter Milan နိုင်နိုင်လိမ့်မယ်ပေါ့နော်။ အနာမီလန်တကိုးနှကိုးဆိုရလည်းနဲ့အနေရရှိသွားမယ်လို့ခံမှန်းလိုက်ပါတယ်ဗျာဟုတ်ကဲ့ပါဒီပွဲစမော်တော့ဒါကျွန်တော်နေ့အောင်အမြင်မတူဘဲပြောရမှာပါကျွန်တော်ကတော့ PSG ကြိုက်ပါတယ်ဒါပြောမယ်ဆိုလို့ရှိရင်တော့ဒါ PSG နောက်တစ်ခါချန်ပီယံလိမှာအသေးကွဲမလားပေါ့ဒါလည်းစိတ်ဝင်စားဖို့ကောင်းတယ်ဘာလို့ဆိုတော့မန်ယူလည်းအသေးကွဲခဲ့တာဟုတ်ဖြစ်နိုင်လို့ဆိုတော့ဘလုံးမှာပါမရှိဘူးဒါပေမဲ့ ဘာပေါ်ဒမ်ဘီလီနဲ့မှဖြစ်လာမလားပေါ့ကျွန်တော်ဒီတွေးလေးလည်းရှိတယ်ဒမ်ဘီလီနဲ့ဒီယာစီမှာတော်တော်ကောင်းတယ်ဆိုတော့လေအဲ့တော့ပြောမယ်ဆိုလို့ရှိရင်တော့ဒမ်ဘီလီနဲ့မာဒီနဲ့သူတို့နှစ်ယောက်လုံးအတွက်အရေးပါတဲ့ဆူပလာတစ်ခုလည်းဖြစ်တယ်အဲ့တော့ကျွန်တော်ကတော့ဒမ်ဘီလီကိုရွေးစင်တယ်ဒါ PSG နိုင်မယ်ပေါ့ဗျာဘာဖြစ်လို့လဲဆိုတော့မာဒီနဲ့လည်းတခါအသေးကွဲဘူးထားတယ်ဆိုပေမဲ့အင်တာမီလန်ရာဘူးတယ်ဆိုတော့ ခြေအနေမျိုးလေးရှိတယ် PSG ကတော့မရဘူးလေဒီလိုဟာလေးရှိတော့ကျွန်တော်က PSG နိုင်ပေးစင်တယ် PSG နိုင်မယ်အခုနောက်ပိုင်းပေါ်တော့ဒီ Champion League ဘောလုံးပွဲတွေမှာလည်း twin goal 3 goal မတွေ့ရနည်းလေးကြာပြီဒီလိုအခြေအနေမျိုးလေးရဲ့ကြောင့်ကျွန်တော်ကတော့ PSG ကိုရွေးပါတယ် PSG နိုင်မယ်2 goal 2 goal နဲ့နိုင်ပြီးတော့ Champion League Super League ကိုရောက်သွားမယ်လို့ခန့်မှန်းလိုက်ပါတယ်ဟုတ်ကဲ့ပါအခုကျွန်တော်ညီကိုတစ်ယောက်ပြောသွားခဲ့တာကတော့ PSG နဲ့ Inter Milan တို့ရဲ့ Champion League Final ပွဲစဉ်ဖြစ်ပါတယ်ကိုရင်းထုံးကတော့ Inter Milan ရွေးပါတယ်ကျွန်တော်ကတော့ PSG ရွေးပါတယ်တကယ်လို့တွေမှာဘယ်လိုဖြစ်လာမလဲစောင့်ကြည့်သွားမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဒီနေ့ season တက်ဆက်မှုကတော့ဒီလောက်ပါပဲ The Premier League Sport ရဲ့နောက်လာမယ့်အားစားအစီအစဉ်ခေါင်းတွေမှာပရိသတ်တွေနဲ့ကျွန်တော်ညီကိုညောင်းနဲ့ပြန်ပြီးတော့အဆုံးတွေ့ချင်ပါသေးတယ်လို့ပြောရတဲ့ပဲဒီနေရာလေးရနေနှုတ်ဆက်လိုက်ရပါတယ်ဗျာ။